်ချုပ်ပါသူတို့တောင်ဒီအဆင့်မရောက်သေးဘူးဆိုပြီးတော့ဖះလောင်းလေးကိုတောင်းဆိုတယ်အဲ့ဒီတောင်းဆိုတဲ့အခါမှာလဲသူကစဉ်းစားတယ်နေဝတ္တညာနာတညာရဏဆံဆိုတာအရုပဘုံမှာပဲလမ်းဆုံးနေတန်တရာဟောကမလွတ်သေးဘူးဒီတဲ့အဆင့်မြင့်တဲ့တရားရှာရအောင်မယ်ဆိုပြီးတော့စိတ်ထဲကလက်မခံအနတ်လင်ဂရိတ်တော်အကြိမ်ကြိမ်စိတ်ထဲကညင်းပယ်ပြီးတော့ဥဒကရမဗုဒ္ဓတို့ရဲ့ထံကနေပြီးတော့ထွက်ခွာသွားတယ် ကြည့်နော်တရားရှာနေတာချက်ချင်းတွေ့တာမဟုတ်ဘူးမကရတိုင်းရာဇယုပဝန်းကျင်မှာဆရာကောင်းနာမည်ကြီးတဲ့ဆရာတွေစီချင့်ခတ်ပြီးတော့တရားရှာပထမဆုံးအာရဏကာလမနဲ့တွေ့ဆုံပြီးတော့ပထမသင်ယူတယ်တက်ကနစ်ကိုသင်ယူတယ်သင်ယူပြီးတော့လက်တွေ့ကျင့်သုံးတယ်ပေါ့ရောက်အောင်မြင်တယ်အဲ့ဒါနဲ့မကျင်တတ်တော့ဥဒကတို့ခိုင်းကိုပြောင်းသွားတယ် ပြောင်းသွားပြီးတော့ဥဒကဆရာကြီးအစီကတင်းနေလက်တွေ့ကျင်သုံးနေအောင်မြင်ပေါ်ရောက်မှုရသွားတယ်ဒါကိုလည်းစိတ်ထဲမှာမကျင်နပ်ဘူးဒီတဲ့ထူးခြားတဲ့တရားရှိရအောင်မယ်ဒီလောက်တော့မဟုတ်သေးဘူးလို့ဆိုပြီးတော့ထွက်ခွာသွားတယ်အဲ့ဒီကနေထွက်ခွာသွားတော့ဘယ်ရောက်သွားတော့လို့ဆိုတော့ဥရဝေလာတောင်ဘက်ကိုရောက်ပါလားနော်အဲ့ဒါကိုလည်းမြတ်စွာဘုရားကပြန်ပြီးတော့ ဒီတစ္ဆကပြပိုက်ကြီးနဲ့တွေ့တဲ့အခါမှာသူကိုယ်တိုင်တရားကျင့်ခဲ့တဲ့နေရာအကြောင်းကိုပြောပြထားတာရှိတယ်မဂ္ဂရေတုအနုပုပ္ပေနစာရိကံစရမာနောမဂ္ဂရာတိုင်းထဲမှာဥဒကရမဗုဒ္ဓရဲ့အကြောင်းကနေပြီးထွက်ခွာပြီးတော့လာတဲ့အခါစင်တိုင်းရှစ်ဆက်သွားလိုက်တော့ဘာတွေ့တော့ဆိုတော့ ယေနဥရဝေလာတေနာနိကမောတရဝတရိဥရဝေလာတောတေနာဆိုတဲ့ဏိကုံရွာဘက်ကိုရောက်သွားတယ်အဲ့ဒီကိုရောက်သွားတယ်လို့ဆိုလို့တေနာဏိကုံရွာဆိုတာနှုတ်ကနာစွမ်းကတ်တဲ့သူစာတာတို့ရဲ့ရွာကိုရောက်သွားတာပြောတာနော်ဥရဝေလာတောတေနာဏိကုံရွာဘက်ကိုရောက်သွားတယ်ရောက်သွားလိုက်တဲ့အခါကျတော့အလိုဘုရားကရာရောက်တဲ့ပုံကိုယ်တွေတော့ရှိမှာပေါ့ ကနေ့ခေတ်မြင်ကွင်းနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း1900မြင်ကွင်းကတော့ပြောင်းသွားပြီပေါ့ခြေနေတွေအများကြီးပြောင်းနေပြီပေါ့အဲ့ဒီမှာဥရဝေလာတောနာမှာကြည့်တော့နေရဌာနအနေထားတစ်ခုကိုရသော်ဘုရားကပြန်ပြီးတော့ပြောထားတာဘာတော့ဆိုရမဏီယံဘူမိဘာကံ ဥရုဝေလာတော့ကြည့်လိုက်ရတာမြေကလည်းပဲမြေပြတ်အင်းတမဟိုပျော်မွေးစရာကောင်းတယ်ပျော်မွေးစရာကောင်းတယ်မြေပြင်ကလည်းပျော်မွေးစရာကောင်းတယ်ပါတာတိကံသဝနတန္တံတောဥလေးကလည်းလှတယ်နတိသတန္တံတေနတိသတန္တံတေမြေကြီးတွေကလည်းစီးနေတယ်မြေရဲ့နာမည်ကိုတော့ဒီမှာထည့်ပြီးတော့ပြောမထားဘူးသို့သော် ပပိစာတုံးမှာတော့နေရင်စရာမြစ်လို့ထည့်ပြီးတော့ပြောတာနေရင်စရာမြစ်ဆိုတာမော်ရီညွန်နေမရှိလို့ရေကအမတမကြီးတယ်ငားလေးတွေကူးနေတာတောင်မြင်ရတော့အောင်ရေကြီးတယ်လို့ဆိုလိုတယ်ပေါ့မြစ်ကလည်းပဲတသွင်းသွင်းစီးဆင်းနေတယ်တိတ်တကံမြစ်ရည်လေးကကြီးပြီးတော့ဖွေးနေတာတုပ္ပတိဋ္ဌာ စိတ်ကန်းလေးတွေကလည်းအမတမတရားလှပါတယ်ကြောက်ကဘာကြီးတွေမဟုတ်ဘူးမြစ်ထဲကိုဆင်းမို့ရတောင်မြင်လေးနဲ့စိတ်ကန်းလေးတွေကလည်းအမတမကောင်းတယ်သူပဋိဋ္ဌံရမဏီယံတမန္တာသခောစရခာမံပဝန်းကျင်ကလည်းဆွမ်းကံရွာတွေရှိတယ်အဲ့တော့ဒီအချက်လက်တွေကိုကြည့်လိုက်တဲ့အခါတဏ္ဍမပြည့်စုံမြေပြင်ကလည်းပဲဟိုညင်းညာတယ် ပြောင်းမွေးစရာကောင်းတယ်တောက်အုပ်ကြီးကလည်းပဲကြည်နူးစရာကောင်းတယ်မြစ်ကလည်းပဲစီးဆင်းနေတယ်မြစ်ရေကလည်းကြီးနေတယ်ဖွေးနေတယ်စိတ်ကမ်းလေးကလည်းအမတမတားရတယ်ပဝန်းကျင်မှာလည်းပဲရွာလေးတွေရှိတယ်ဒီနေရာဟာတကယ်ကိုတရားအထုတ်လို့ကောင်းတဲ့နေရာတစ်ခုပဲလို့စိတ်ထဲမှာဆုံးဖြတ်ပြီး ဒီနေရာမှာပဲငါတရားကျင့်တော်မယ်လို့စိတ်ဆော့ပြပြီးဥရဝေလာတော်မှာဖះအလောင်းတော်ဟာဆက်လက်ပြီးသတင်းသုံးတယ်ဆိုတဲ့အကြောင်းပြန်ပြောထားတယ်နော်ဒါအော်တိုဘိုဂရဖီထက်ကတာကရေးတဲ့စကားမဟုတ်ဘူးဖះကိုယ်တိုင်သူကိုယ်တိုင်ကျင့်ကြံခဲ့တဲ့ဟာကိုပြန်ပြီးတော့ပြောပြတာအဲ့ဒါလို့အမတန်လှပတဲ့နေရာတစ်ခုကိုရွေးချယ်ပြီးတော့ စိတ်ငြိမ်တဲ့တပည့်အောက်မှာရောက်ရှိရင်ကနေပြီသူစဉ်းစားလာစဉ်းစားလာတော့ခေါင်းထဲမှာနှိုင်းရှင်စရာဥပမာလေးပေါ်လာတယ်။ဘာတွေဥပမာပေါ်လာတုံးဆိုတရားဓမ္မကျင့်ကြံချက်ကိုအထုတ်တော်မယ်ဆိုတစ္တာ၃ချောင်းစဉ်းစားမိတယ်ပေါ့တစ္တာ၃ချောင်း အခြေနေချင်းမတူတဲ့တက်တာ၃ချောင်းတက်တာဆိုတာဟိုကျွတင်ပြီးတော့ပြောရမယ်ဆိုလို့ရှင်တော့ရှေးခေတ်တုန်းကမီးရဖို့ဆိုတာအမတမမာကြောတဲ့ဒုတ်ချောင်းနှစ်ချောင်းကိုပွက်ရတယ်နော်အောက်ကခံတဲ့ဒုတ်ချောင်းကိုပုတ်ခုံလို့ခေါ်တယ်အပေါ်ကနေပွက်တဲ့ဒုတ်ချောင်းကိုတော့ ပွကြီးလို့ခေါ်တယ်ပုခုံပွကြီးအဲ့ဒီဒုတ်ချောင်းနှစ်ချောင်းကိုပွလိုက်တဲ့အခါမှာပူးလာပြီးတော့မီးဖြစ်လာတာရှေးကမီးရဖို့ဆိုတာတော်တော်ကြိုးစားရတယ်လို့သူပြောတာဒါကြောင့်မို့ကြိုးစားအထုတ်မှုနဲ့ပတ်သက်ပြီးပြောတဲ့အခါမှာမီးဖို့ယောက်ျားပမာလာသူဆိုတဲ့ရှေးကကြပြာစကားလေးတွေရှိတယ်ပေါ့အလောက်လုပ်ပြီးဆိုရင်မီးဖို့ယောက်ျားရဲ့ကြိုးစားမှုမျိုးနဲ့လောက်ရမယ် နားလို့မရဘူးသူကခဏနားချထားရင်ပြန်အေးတော့မှလေဒုတ်ချောင်းတစ်ချောင်းပုတ်ပုတ်လေးပူလေးပူလေးပူလေးပိုးပူလာတဲ့အချိန်လေးမှာမိဖြစ်မှာကိုရထားလိုက်လို့ရှင်ပြန်အေးတော့မှမရဘူးအဲ့ဒီမှာဘုရားလောင်းကအဲ့ဒီခစ်ကမိရအောင်လှုပ်တဲ့ပုတ်ခုံပွတ်ချီဆိုတဲ့ဒါနှစ်ခုဥပမာပြုတ်ပြီးတော့ရသော်ဘုရား ်တစ်တာ၃ကြောင်းခေါင်းထဲမှာပေါ်လာတယ်အဲ့ဒီတစ်တာ၃ကြောင်းမှာတစ်ချောင်းကစူလဲစူနေတယ်ရေတဲလဲခြာထားတယ်ဒါကတစ်ချောင်းနောက်တစ်ချောင်းကတော့စူတော့စူတယ်ရေတဲတော့မထားဘူးကုန်းမတင်ထားတယ်ဟောဒါကတစ်ချောင်းနောက်ဆုံးတစ်ချောင်းကျတော့6သွေးနေတယ်ကုန်းမမှာလဲထားတယ်ကဲမီးရဖို့ဆိုရင်ဘယ်ချောင်းကပို့ပြီးမီးရဖို့ရှိလဲ နောက်ဆုံးချောင်းကသာမိရနိုင်တာအဲ့ဒီမှာဘုရားလောင်းကစဉ်းစားတယ်လောကလူတွေတရားဓမ္မကျင့်ကြံအထုတ်ဖို့အသိဉာဏ်ဆိုတဲ့မိထောက်ဖြစ်ပေါ်လာဖို့အတွက်ဆိုလဲဆိုရေတည်းလဲချထားတဲ့တစ်သားမျိုးကတော့တစ်ချောင်းမျိုးကတော့ဒုတ်ချောင်းမျိုးကတော့ဘလို့မှမီးမထွက်နိုင်ဘူးပွတ်ချနိုင်ပေါ့ပွတ်တဲ့လူကမောသွားလိုက်နော်ဆိုလဲဆိုနေတယ်ရေတည်းလဲချထားတယ်ဆိုတော့ဘလို့မှမဖြစ်နိုင်ဘူးတဲ့ အဲ့တော့ဆိုလဲဆိုရဲဆိုတာဘာပြောတာတော့ဆိုကာယစိတ်တကိုအနေထားကလည်းကာမဂုဏ်အာယုန်နေထဲမှာနေတယ်စိတ်ကလည်းကာမဂုဏ်အာယုန်ထဲမှာနေတယ်ဆိုလိုတာကလူကိုယ်တိုင်ကလည်းမိသားစုနဲ့နေတယ်စိတ်ကလည်းမိသားစုတန်ရောစင်မပြတ်ဘူးဟောစိုးနေတဲ့တက်သားနဲ့မတူဘူးလားအဲ့ဒီထဲမှာသူတဏ္ဍာမှာကာမစ္ဆန္ဒလို့ဆိုတဲ့ ကာမဂုဏ်အာယုံခံစားခြင်းနဲ့စိတ်တွေကာမဂုဏ်အာယုံနဲ့ပတ်သက်ပြီးတော့ပူလောင်တဲ့စိတ်တွေနော်ဆာလောင်နေတဲ့စိတ်တွေကလည်းပဲဖယ်ရှားမထားသေးဘူးဆိုရေထဲချထားတာနဲ့တူနေတယ်ဆိုလဲဆိုတယ်ရေထဲလည်းချထားတယ်ကိုယ့်ဘဝကိုစဉ်းစားကြည့်ဘယ်လိုတစ်တုံးမျိုးလဲဘယ်လိုတစ်ချောင်းမျိုးလဲဆိုလို့ရှိရင်မိသားစုဘဝမှာလည်းလူကိုယ်တိုင်ကလည်းမိသားစုဘဝမှာနေတယ်စိတ်ကလည်းမိသားစုကိစ္စတွေနဲ့ပဲအချိန်ကုန်နေတယ် စိုးနေတယ်နော်မိသားစုဘဝထဲမှာနေတယ်စိုးလဲဆိုရဲရေထဲလဲခြားထားဘယ်လို့မှမီးထွက်ဖို့ရအကြောင်းမရှိဘူးအတိညာဆိုရဲမီးဖြစ်ဖို့အကြောင်းမရှိဘူးအဲ့ဒီမှာကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်ကတော့ဒုက္ခတော့ရှိမှာပဲတရားထိုင်တဲ့တောင်မှပဲဘယ်လောက်ဒုက္ခဖြစ်လဲနော်တချို့ကတရားထိုင်တဲ့အခါဝေဒနာကြော်သွားပြီကြော်သွားပြီမနဲ့ချိန်ဖိတ်ပြီးတော့ခါနော် ထိုင်တာကြားလာလို့ရှိရင်ဝဒနာဒီနာနာမခံနိုင်တော့နားလာတယ်ဒါဝေဒနာအဲ့ဒါကိုဩပက္ခမိကဒုက္ခဝေဒနာလို့ခေါ်တယ်လှုပ်လို့ဖြစ်လာတဲ့ဝေဒနာချိုးစားအထုမှုကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာဆိုတာတရားချာချာထိုင်လို့ရှိရင်ဖြစ်လာတာပဲအဲ့ဒီဩပက္ခမိကဝေဒနာဆိုတာဖြစ်တဲ့လူဖြစ်တယ်မဖြစ်တဲ့လူမဖြစ်ဘူး